သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ31ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတိုက်ပွဲအေးအေးအသာစီးရာစစ်တပ်မှဗိုလ်မှူးချုပ်တဦးတေဆုံးပြီးဒုဗိုလ်မှူးကြီးအပါအဝင်စစ်သား30ထက်မနည်းကိုအေးအေးကစစ်တုံးပန်းအဖြစ်ဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတည်ရှိရာကြောက်ဖြူမြို့နယ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးမေလတတိယလပတ်အတွင်းတိုက်ပွဲများမှာတက်မတက်တက်မှဗိုလ်မှူးချုပ်တဦးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတိတ်ဆုံးခဲ့ပြီးတုဘိုလ်မှူးကြီးတဦးနဲ့စစ်တုံးပန်းများကိုလည်းအရခတ်တက်တော်အေအေကဖမ်းဆီးနိုင်ခဲ့ပါတယ်။မေလ29ရက်နေ့ကကြောက်ဖြူမြို့အမှတ်32ရဲတပ်ရင်းကာကင်စကန်ဖြစ်တဲ့နှမ်းဖဲတောင်စကန်သိမ့်တိုက်ပွဲမှာတက်မတက်တက်ချင်းမြန်တရင်ဌာနချုပ်မှဗိုလ်မှူးချုပ်ကျော်မျိုးအောင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့တိတ်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ဘုံမှုကျုပ်ကြော်မျိုးအောင်မှာအေအေလက်ဖြောင့်တနတမကပြစ်ခတ်တဲ့ကြည်ထိမှန်သိမ့်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်မေလ30ရက်နေ့ကကြောက်ဖြူမြို့နယ်မင်းတက်တောင်ကြီးရွာအနီးတိုက်ပွဲမှာဒုတိယဘုံမှုကြီးကြော်လင်းကျိုင်နဲ့စစ်တုံးပန်30ထက်မနည်းကိုအေအေကဖမ်းဆီးနိုင်ခဲ့တယ်လို့စစ်ရေးအခြေအနေသိတဲ့ဒေသခံတချို့ကပြောပါတယ်။အေအေကထိုးစစ်တိုက်နေတာမဟုတ်ဘူးစက္ကစက္ကမြေပြင်ဆင်းလာပြီးတိုက်နေတာ စက္ကစလည်းစစ်ကြုံပြီးပြန်ဆုတ်မရတော့ဖယိုဖယဲဖြစ်နေတာ ဖမ်းမိထားတဲ့အရာရှိပိုင်းတွေရှိသေးတယ်။အခုကကျွန်တော်တို့အတီးပြုတ်နိုင်တဲ့လောက်စရင်ပါလို့ဒေတာခံတရင်အရင်မြက်ကဆိုပါတယ်။ဗိုလ်မှူးချုပ်ကျော်မျိုးအောင်ဟာကြောက်ဖြူကိုစစ်ကူပို့ခံရတဲ့တက်မတစ်တစ်ချင်းမြန်တရင်ဌာနချုပ်မှဖြစ်ပြီးမတိဆုံးမီကဗိုလ်မှူးကြီးအဆင့်ဖြစ်ကတေပြီးမှဗိုလ်မှူးချုပ်ယာရုတိုးပေးခံရခြင်းဖြစ်တယ်လို့စီရီလိလာသူတို့ကပြောပါတယ်။တူဗိုလ်မှူးကြီးကျော်လင်းကြိုင်ဟာ တိုင်းစစ်ဦးစီးမှုပထမတန်းဖြစ်ပြီးကြောက်ဖြူမျိုးစက်မှုလက်မှုတင်နှံကြောင်းအတွင်တက်ဆွဲပြီးအေအေရှိရာနေရာများကိုစစ်ကြောင်းထိုးစင်မှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်တယ်လို့တရင်ရရှိပါတယ်။သူနဲ့အတူအရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေတော်တော်များများပိတ်မိသွားတာ30ထက်မနည်းဘူးအဲ့ဒီထက်လည်းများနိုင်ပါတယ်လို့ရခိုင်စစ်ရေးတရင်အရင်မြက်ကပြောပါတယ်။ဒါအပြင်ဗိုလ်မှူးကြီးအစင်းရှိနောက်ထပ်ပြူဝါမှုတအုပ်လဲအေအေကဖမ်းမိထားပြီးတရင်မထုတ်ပြန်သေးခြင်းဟု၎င်းကဆိုပါတယ်။ အေးဟာကြောက်ဖြူမျိုးတင်တိုက်ပွဲကိုပြီးခဲ့တဲ့ဇန်နဝါရီလမှစတင်ပြီးဖြည်းဖြည်းချင်းအရှိန်မြင့်ခဲ့ပါတယ်။တညဝရီရေတပ်စကန်ဌာနချုပ်အနီးကာကင်းများကိုတင်ယူနိုင်တဲ့အထိစီရေးအသားစီရခဲ့ပြီးနောက်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်အပြစ်ရထားစင်မှာစီရေးအရှိန်လည်းလျော့ချသွားခဲ့ပါတယ်။ကြောက်ဖြူမျိုးမှာတရုတ်နိုင်ငံကယင်းနီမြုံနှံထားတဲ့ကြောက်ဖြူအထူးစီးပွားရေးဇုံယင်းနဲ့စိတ်ကန်းစီမံကိန်းမြန်မာတရုတ်ရင်းနှံပိုင်လိုင်းစီမံကိန်းစတဲ့ယင်းနီမြုံနှံမှုတန်ဖိုးကြီးမားတဲ့စီမံကိန်းကြီးများတည်ရှိပါတယ်။ အထူးစီးပွားရေးဇုံစီမံကိန်းအကောင့်အထည်ဖော်ရေးနောက်ဆက်တွဲစာချုပ်ကို2023ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာစစ်ကောင်စီကတပ်တန်းတိုးချုပ်ဆိုထားပြီးလာမယ့်ရက်အနည်းငယ်အတွင်း2025ခုနှစ်ဇွန်လ25ရက်နေ့မှာတပ်တန်းတိုးကာလပြည့်မှာဖြစ်ပါတယ် ကြောက်ဖြူမျိုးအနီးအထီးတိုက်ပွဲများပြင်းထန်လာချိန်မှာမတ်လ17ရက်နေ့မှာနေပြည်တော်မှာပြုတ်လုတဲ့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုအဖွဲ့အစည်းအဝေးမှာစစ်ကောင်စီဒုတိယကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကကြောက်ဖြူအထူးစီးပွားရေးဆောင်စီမံကိန်းကိုအောင်မြင်အောင်ဆောင်ရွက်ရန်ပြောခဲ့ပါတယ်။တိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လေကြောင်းမှရောက်ရှိလာပါတယ်။ အထူးစည်းပွားရေးဇုံနဲ့ရင်းနှီးစစ်ကန်စီမံကိန်းရှိရာနေရာများမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားတယ်လို့မြို့ကန်တရင်အရင်းမြစ်ကပြောပါတယ်။ယခုရက်ပိုင်းတိုက်ပွဲမှာတရုတ်နိုင်ငံသားများအပါအဝင်အထူးစည်းပွားရေးဇုံမှဝန်ထမ်းအချို့ထွက်ပြေးသွားကြောင်းတရင်များထွက်ပေါ်နေပေမဲ့တိကျအတိမပြုတ်နိုင်သေးပါဘူး။ AA အနေနဲ့တရုတ်အစိုးရအပြင်နိုင်ငံတကာယင်းနှိမ့်မြှုပ်နှံမှုများကိုအလေးထားကြောင်းနဲ့အကာအကွယ်ပေးသွားမယ်လို့တရုတ်ဝင်ထုတ်ဖော်ပြောကြားထားပါတယ်။ ိုင်ငံတကာယင်းဤမြုပ်နှံမှုများမထိခိုက်အောင် AA ကသတိထားရစီရေးပေါ်ဆောင်နေတယ်လို့ AA နဲ့နှီးစက်တဲ့သတင်းအရင်းမြစ်တချို့ကပြောပါတယ်။ကြောက်ဖြူမျိုးအပြင် AA နဲ့စစ်ကောင်စီဟာစစ်တွေမျိုးအတွင်းမှာလည်းစီရေးတင်းမာနေပါတယ်။ယင်းမျိုးစလုံးမှာတိုက်ပွဲများကို AA ကအသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပေမဲ့စစ်ကောင်စီထိုးစစ်များကိုခုခံနေပြီးတိုက်ပွဲပြင်းထန်နေကြောင်းပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ယခုရပိုင်ကြောက်ဖြူမြို့မှာစစ်ကောင်စီအရာရှိများအားဖမ်းဆီးမှုမတိုင်မီအေအေနောက်ဆုံးဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီအရာရှိမှာအမတ်ကိုကိုချင်းမြန်တက်မှဌာနချုပ်ယာယီနီးမြူဟာမူဒုတိယပုံမူးကြီးကြော်ကြော်တက်ဖြစ်ပါတယ်။၎င်းကိုငပေးမြို့နယ်ဂုတ်စီယိုကျေးရွာအနီးပြီးခဲ့တဲ့မက်ချ်လကတိုက်ပွဲမှာအေအေနဲ့ပူးပေါင်းတက်များကဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။ဒါပြင်အေအေဟာမြို့သိမ့်တိုက်ပွဲများမှာစစ်တုံးပန်းထောင်ချီဖန်းစီထားပြီးရင်းတို့အထက်မှာစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်အဆင့်၄ဦးအထိပါဝင်နေပါတယ်။ မောင်တော်မျိုးသိန်းတိုက်ပွဲမှာအမတ်55စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ55စကခမှုဘုံမှုချုပ်တူရင်ထွန်းအမ်းမျိုးမှအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုသိမ်းယူတဲ့တိုက်ပွဲမှာဒုတိယတိုင်းမှုဘုံမှုချုပ်တောင်းထွန်းနဲ့တိုင်းဦးစည်းချုပ်ဘုံမှုချုပ်ကြော့ကြော့တန်း2024ဖေဖော်ဝါရီလဆန်းပိုင်းကကြောက်တော်မြောက်ဦးမင်းပြမျိုးနယ်များမှစကခကိုလက်အောက်ခံတရင်များကိုအေအေကတိုက်ခိုက်စင်မှာစကခကိုတက်မှမှုဘုံမှုချုပ်ဇော်မင်းထွန်းကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ် ဒါပြင်2024ဖေဖော်ဝါရီလအတွင်းတိုက်ပွဲမှာမြောက်ဦးခမရ3ခုကုန်ကိုတိုက်ခိုက်သိမ်းပိုက်စင်မှာတက်မတက်တက်တက်မမှုဘုံမှုကြီးမင်းမင်းထွန်သိမ့်ဆုံးပြီးပလက်ဝအခြေဆိုင်စကခ19ရှေတန်းဌာနချုပ်တက်မမှုဘုံမှုချုပ်ဇင်မျိုးဆွေဟာကြဆုံပျောက်ဆုံရေတဲ့နစ်မြုပ်ထွက်ပြေးလွတ်မြောက်သွားတာကိုအတိပြုရမရနိုင်ကြောင်းနူဘူးပြူဟာမူဒုဘုံမှုကြီးပညာပိုင်စိုးကိုတိုက်ပွဲကာလများမှာတနက်ဒံယာနဲ့အသေးဖမ်းဆီးရမိခဲ့တယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ် 2024ဒီဇင်ဘာလက AA ရဲ့ကွားမြို့တိုင်းတိုက်ပွဲမှာလဲတက်မနှစ်နဲ့တက်မမှုဘုံမူကြီးအောင်နေမျိုးနဲ့တက်မတစ်တစ်တက်မမှုဘုံမူကြီးတန်းစုဝင်ဒီဇင်ဘာလ8ရက်ကမောင်တော်မြို့နေကြောင်းတက်ဖွဲ့ခွဲနခခ9ကိုတင်းယူစင်မှာထွက်ပြေးတဲ့ဘုံမူကြီးအောင်နေမျိုးတို့တေဆုံးခဲ့တယ်လို့ AA ကထုတ်ပြန်ခဲ့ပါတယ်။နပခတိုင်းမှုဘိုလ်ချုပ်ကျော်စွာဦးဟာစစ်တွေမြို့မှာရှိနေကြောင်းတင်ပြရှိပါတယ်။ကြောက်ဖြူမြို့နယ်မှာတညဝရီရေတက်စကန်အပြင်တောင်မော်ကြီးရေတက်စကန်နဲ့ အုံးကျွင်ရေးတဲ့စခန်းတို့အပြင်ခလာရ34ခမရ9လေးနဲ့ခမရ9လေး3အမှတ်32ရေးတဲ့ရင်းတို့ရှိပါတယ်ထို့ပြင်စစ်မှုတန်းတင်နှင်းစင်းများမိသက်တက်ဖွဲ့ဝင်များကိုအထူးကထားရှိတဲ့စစ်စေးရေးဂိတ်များလည်းရှိနေပါတယ်စစ်တပ်အခိုင်အမာနေရာယူထားတဲ့တပ်ရင်းများရှိနေတွေ့ AA ရဲ့ကြောက်ဖြူမျိုးတိမ့်တိုက်ပွဲဟာကက်ခဲနိုင်သေးကြောင်းစစ်ရေးလိလသူတူဦးကပြောပါတယ်ကက်ခဲပေမဲ့နောက်ဆုံးမှ AA ကအနိုင်ယူသွားလိမ့်မယ် AA အကြောင်းလဲခမည်းတော်တိကြတာပဲလို့၎င်းကသုံးသပ်ပြောကြပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြေပြင်တပိတ်ဥဆောင်ခဲ့သူခွန်ဆိုင်ကြဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မြေပြင်တပိတ်တွေမှာဥဆောင်ပါဝင်ခဲ့ပြီးလက်နက်ကင်တော်လန်ရေးကိုအစောဆုံးကူးပြောင်းခဲ့သူရတနာပုံတော်လန်ရေးတပ်ဖွဲ့မှတက်မှုခွန်ဆိုင်ခဘူတောင်းကြဆုံခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်။မေလ28ရက်နေ့ကစစ်ကောင်စီကိုရင်ဆိုင်တိုက်ခိုက်ရင်းတိုက်ပွဲအတွင်းရှေ့တန်းတနေရာမှာကြာဆုံးခဲ့တယ်လို့သိရှိရပါတယ် မန္တလေးမြို့ပေါ်ပျောက်ကြားတပိတ်တွေမှာဥဆောင်ပါခဲ့တယ်။လက်နက်ကင်တော်လန်ရေးကိုပြောင်းတဲ့အချိန်မှာလဲသူကအစောဆုံးလို့တောင်ပြောလို့ရတယ်။2021ဧပြီလလောက်မှာတင်းနှံတက်ပြီးနေပြီ။2022လောက်အထိမြို့ပေါ်မှာယူကြည်လုပ်ခဲ့တယ်။တော်လန်ရေးတိတ်ခါကအသက်ထက်ရေးကြည့်တယ်လို့ပြောပြီးသူနောက်ဆုံးအထိတက်သေးပြသွားခဲ့တယ်လို့တော်လန်ရေးရဲဘော်တဦးကဆိုပါတယ်။တမိုးခွန်ဆိုင်ကြဆုံးချိန်မှာအသက်22နှစ်ရှိပြီလို့သိရှိရပါတယ်။ သူကြဆုံးခဲ့တဲ့တိုက်ပွဲအကြောင်းကိုတော့လက်တလော့အခြေအနေရထုတ်ပြန်လို့မရသေးဘူးလို့နီးစပ်သူတွေကဆိုပါတယ်။တက်မိုးခွန်ဆိုင်ရဲ့နာရေးကိုတော့မေလ31ရက်နေ့မှာပြုတ်လုခဲ့တယ်လို့သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ UWSC ကဝါပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့မှာတပ်သားတဲ့2000စီကောက်ခံသွားမှာဖြစ်ပြီးစစ်တင်နှန်းစင်ပွဲများတောက်လျှောက်ကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာအခြေစိုက်ထားတဲ့ UWSC ကဝပြည်တောင်ပိုင်းနယ်မြောက်ပိုင်းမှာတပ်သားသစ်2000စီကောက်ခံသွားရန်ပြင်ဆင်နေကြောင်းဝ Newsland ကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ3ရက်နေ့ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSC ထိန်းချုပ်နယ်မြေတောင်ပိုင်းတစ်ခွန်တစ်စစ်တေသားမှတပ်သားသစ်များစစ်ရေးပြအခမ်းအနားကျင်းပခဲ့ပြီးအဆိုပါအခမ်းအနားမှာ UWSC တောင်ပိုင်းတစ်ခွန်တစ်စစ်တေသားမှစစ်ဘက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။အဆိုပါအခမ်းအနားမှာ UWSA တောင်ပိုင်းတစ်ခွန်တစ်စစ်ဒေသတက်မဟာခွန်ခွန်ရှစ်မှဘိုလောင်200ကျော်အပြင်တပ်သားတင်းများရဲ့တင်းနှင်းစင်းပွဲအခမ်းအနားကိုကျင်းပခဲ့ကြောင်း UWSA အနေနဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းမှာတပ်သားတင်း2000စီကောက်ခံသွားရန်ပြင်ဆင်တက်မှတ်ထားကြောင်းသိရှိရပါတယ်အလားတူမက်ရှလာကိုရန်နီကလည်းမြောက်ပိုင်းအခြေစိုက်တက်မဟာ318အဖွဲ့မှတိုင်းရင်းသားများပါဝင်တဲ့ကချင်၊လာဟု၊ရှမ်း၊ဝ အာခလီစုစောင်းတွင်စစ်တင်တဲ့စင်ပွဲအခမ်းအနားကိုဟိုပန့်ခရိုင်အာဟန်ကျေးရွာမှာကျင်းပခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လစ်နစ်သားသာရှိသေးပေမဲ့လည်းကရင်နီလူမျိုးများရဲ့ဘိုးဘွားပိုင်မိများကိုပြန်လည်သိမ့်ပိုက်ရရှိထားတဲ့ KNTF တပ်ကိုမြောက်ပိုင်းညီနောင်တုံးဘွဲ့ဂုံပြူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လစ်နစ်သားသာရှိသေးပေမဲ့လည်းကရင်နီလူမျိုးများရဲ့ဘိုးဘွားပိုင်မိများကိုပြန်လည်သိမ့်ပိုက်ရရှိထားတဲ့ KNTF တပ်ကို AA TNLA နဲ့ MNDAA တို့ပါဝင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကဂုံပြုတ်လိုက်ပါတယ်။ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကိုစုဖွဲ့မှုကောင်းတဲ့တပ်တစ်ခုအဖြစ်မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကဂုံပြုတ်ကြောင်းယနေ့မေလ30ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ယနေ့မေလ31ရက်နေ့မှာကြာရောက်တဲ့ KNDF ရဲ့ဖွဲ့စည်းထူထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားကိုပေးပို့တဲ့ညီနောင်မဟာမိတ်၃ဘွဲ့ရဲ့ဂုံပြုတ်တဝန်လွှာမှာပြောဆိုထားခြင်းဖြစ်ပါတယ်။ ကရင်နီမျိုးသားကာကွယ်ရေးတပ်ဟာတက်ကြွဖျက်လက်တဲ့လူငယ်မျိုးဆက်တစ်တွေနဲ့စုဖွဲ့မှုကောင်းစွာတိုက်ပွဲဝင်နိုင်ခဲ့ကြတယ်။ကရင်နီဒေသအတွင်းရန်သူစကန်တစ်ခုပြီးတစ်ခုချိန်မုံတိုက်ခိုက်နိုင်ခဲ့တဲ့အပြင်တိုက်ပွဲပေါင်းများစွာကိုလည်းဆင်နွှဲခဲ့ပြီးထိုက်တန်တဲ့အောင်မြင်မှုနဲ့အတူကရင်နီလူမျိုးတွေရဲ့ဘိုးဘွားပိုင်မျိုးကိုလည်းပြန်လည်သိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့ညီနောင်မဟာမိတ်အဖွဲ့ကဆိုပါတယ်။ KNDF တပ်ဟာကရင်နီလူမျိုးများနဲ့ ၎င်းတို့ရဲ့ဒေတာအတွဲမှာရှိတဲ့ပြည်သူလူထုတရက်လုံးရဲ့အသက်အိုးအိမ်စီးစိမ်တို့ကိုကာကွယ်စောင့်ရှောက်ရေးအမျိုးသားတန်းတူရေးကိုပိုင်ပြထန်းဆုံးဖြတ်ပိုင်권ရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ဖြုတ်ချနိုင်ရေးတို့အတွက်ကရင်နီလူမျိုးများဖြင့်စုဖွဲ့ကတည်ထောင်ထားတဲ့အဖွဲ့အစည်းဖြစ်ကြောင်းထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။လင်းနစ်တာကာလအတွင်းတော်လန်ရေးလောကရန်အခက်အခဲများကိုကရင်နီပြည်သူလူထုတရက်လုံးနဲ့လက်တွဲပြီးခါစီရင်ဆိုင်ဖြတ်တန်းခဲ့ကြပြီးဖြစ်တယ်လို့လည်းညီနောင်မဟာမိတ်အဖွဲ့ကဆိုပါတယ်။ လေးနှစ်တာတော်လန်ရေးကာလအတွင်းအသက်သွေးချွေးဘဝများစွာပေးဆက်ဆွန့်လွတ်ခဲ့ကြရတဲ့ကရင်နီပြည်သူလူထုကရင်နီသူရဲကောင်းတွေနဲ့တော်လန်ရေးရဲဘော်တွေရဲ့ပေးဆက်မှုတိုင်းကိုမိမိတို့ညီနောင်မဟာမိတ်သုံးဘွဲကလေးနှစ်စွာဂုံပြုတ်အပ်ပါတယ်လို့ပြောပါတယ်ကရင်နီပြည်သူလူထုတရက်လုံးနဲ့ KNDF ကမျှော်မှန်းထားတဲ့စီရီနိုင်ငံရေးကြီးမန်းချက်များအချိန်တိုတိုအတွက်အမြန်ဆုံးပြည့်မြောက်နိုင်ပါစေကြောင်းစွမ်မုံကောင်တောင်းတီဟုလဲညီနောင်မဟာမိတ်အဖွဲ့ကထုတ်ပြန်ထားပါတယ် တော်လန်ရေး၄နှစ်ကျော်ကာလအတွင်းဒေတာကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့တို့မှာတော်လန်ရေးအတွက်မရက်တည်နိုင်ကြတော့ဘဲတော်လန်ရေးပြေးလန်းပေါ်မှာလွင့်ဆင်သွားခဲ့ကြရပြီးဖြစ်တဲ့ကဲ့သို့အချို့သောအဖွဲ့အစည်းများမှာစစ်အာဏာရှင်တို့အားနောက်မဆုတ်စတန်းကြန့်ကြန့်ခံတဲ့စိတ်ဓာတ်များနဲ့ဆက်လက်တွန်းလှန်တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ညီနောင်မဟာမိတ်အဖွဲ့ကဆိုပါတယ်။ နောက်တက်တင်ဆက်ပေးမယ့်တရင်ကတော့အောင်စီရစစ်ကြောင်းကိုပို့ဆောင်ခံရပြီးပေါ်တာဆွဲဖန်စီခံရတဲ့ခမရ112တက်ရင်မှစစ်မှုတန်းတပ်သားတစ်ထက်စီသူ KNL ထံအလင်းဝင်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကိုပို့ဆောင်ခံရတဲ့ပေါ်တာဆွဲဖန်စီခံရသည့်ခမရ112တက်ရင်မှစစ်မှုတန်းတပ်သားတစ်ထက်စီသူဟာ KNL ထံကိုအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ အလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားတွေဟာအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရပြီးအဲ့ဒီလိုဖမ်းဆီးခံရပြီးနောက်ကိုတစ်တုံညစုဆောင်ရေးတပ်ကိုပို့ဆောင်ခံရကရက်ဆောင်မှတစ်ဆင့်တပ်မငငလက်အောက်ခံခမရတစ်တစ်နှစ်တရင်ကိုရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပေါ်တာဆွဲခံရတာဗျပေါ်တာဆွဲခံရပြီးတော့ကိုတစ်တုံညစုဆောင်ရေးကိုပို့တယ်ပြီးတော့ရက်ဆောင်ဘက်ကိုပို့တယ်အောင်စေးရစစ်ကြောင်းမှမနေကျင်တော့လို့ကျွန်တော်ဒီဘက်ကိုလည်းယုံကြည်လို့အလင်းဝင်လာလိုက်တာလို့တက်သားတဲ့ထက်စီသူကပြောဆိုပါတယ် အဲ့ဒီလိုတော်လန်ရေးတပ်များထံအလင်းဝင်ရောက်မဲ့စစ်ကောင်စီတပ်သားများကိုလည်းအထက်အရာရှိများကတပ်ဖြတ်ခံရမည်လို့ချိန်ချောက်ပြောဆိုမှုများလည်းရှိကြောင်းသိရှိရပါတယ်။ကျွန်တော်တို့တော်လန်ရေးဘက်ကိုအလင်းဝင်မယ်ဆိုရင်လည်းတပ်ပြစ်မယ်အဲ့ဒီလူတွေချိန်ချောက်တယ်။နားတယ်အဲ့ဒီလူတွေရိုက်ထဲတယ်။မင်းတို့အသက်မပြည့်ဘူးဆိုရင်တောင်မှမင်းတို့ကောင်တွေကိုရှေ့တန်းကိုပို့မယ်။မင်းတို့ခြေထောက်တွေကိုတန်ချီချင်းခတ်ပြီးတော့အဲ့ဒီလူတွေပြောထားတယ်။တကယ်မြေပြင်မှာတော့ညီအကိုလိုဆက်ဆံနေဗျ။လက်ဖျားနဲ့တစ်ချက်မှမထိပ်ဘူး။မိသားစုလိုပဲဆက်ဆံနေ။ ်အခုချိန်ထိလည်းမိသားစုလိုပဲထားတယ်စားရေးတောက်ရေးနေရေးထိုင်ရေးကအစအကုန်လုံးစီစဉ်ပေးတယ်လို့တက်သားတစ်ထက်စီသူကဆက်လက်ပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့အာနာသိန်းကာလမှာကုန်တွယ်မှုမဟုတ်တဲ့လုံငွေမြောက်များစွာပြနေတယ်လို့စစ်ကောင်းဆောင်ပြောဆိုဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်အာနာသိန်းကာလမှာကုန်သွယ်မှုမဟုတ်တဲ့ NAND trade မှာလုံငွေမြောက်များစွာပြနေကြောင်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ယမန်နေ့မေလ30ရက်နေ့ကနေပြည်တော်မှာပြုတ်လုတဲ့ငလင်ဘေးလွန်မြန်မာစီးပွားရေးပြန်လည်ကိုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းဖွင့်ပွဲအခမ်းအနားမှာပြောလိုက်ပါတယ်။ NAND Trade မှာလုံငွေတွေအများကြီးပြတယ်။အနှုတ်တွေတအားများပါတယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ်။အဲ့ဒီလို NAND Trade မှာလုံငွေများပြနေတဲ့အတွက်နိုင်ငံခြားငွေရှာပါပြီးငွေလဲလဲနှုန်းများမြင့်တက်နေခြင်းဖြစ်ကအဆိုပါလုံငွေပြမှုများဟာပြည်ပထွက်ခွာမှုများကြောင့်လို့၎င်းကထည့်သွင်းအပြစ်တင်ပါတယ်။ NAND Trade မှာထွက်ငွေများတဲ့မှာပြည်ပမှတရားမဝင်တင်သွင်းမှုများလည်းရှိနေပြီး အာဏာသိမ်းပြီးနောက်တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုများတဖြည်းဖြည်းများလာတယ်လို့၎င်းကပြောပါတယ်။ပြည်ပထွက်ခွာမှုတွေတော်တော်ကိုများလာတာတွေ့ပါတယ်။ပြည်ပထွက်ခွာမှုတွေကလမ်းလျှောက်သွားတာမဟုတ်ဘူး။လေရင်ပြန်နဲ့သွားကြတာကိုဗျ။လေရင်ကတွေကုန်မှာပေါ့။အဲ့ဒီမှာဒါအခြေခံလေးတစ်ခုကိုပဲကျွန်တော်တွက်ပြတာလို့၎င်းကဆိုပါတယ်။သို့တော်လည်းကုန်သွယ်မှုမှာပုံငွေပြခဲ့ကပြီးခဲ့တဲ့2024 2025ဘဏ္ဍာနှစ်မှာ American Dollar 1 billion ကျော်ပုံငွေပြခဲ့ကြောင်း အနာသိမ်းပြီးနောက်၄နှစ်အတွင်းပထမနှစ်မှာကုန်သွယ်မှုပုံငွေပြပြီးနောက်နှစ်နှစ်မှာလုံငွေပြခဲ့ကြောင်းသို့တော်၄နှစ်စလုံးပေါင်းမှာကပုံငွေပြကြောင်းစစ်ကောင်းဆောင်ကဆိုပါတယ်ပို့ကုန်ထက်သွင်းကုန်များနေပါကကုန်သွယ်မှုလုံငွေပြပြီးစစ်ကောင်းဆောင်ကကုန်သွယ်မှုပုံငွေပြတယ်လို့ဆိုတဲ့2024 2025ဘန်နာနှစ်ဧပြီလမှဇူလိုင်လ16ရက်နေ့အထိ 3လကျော်အတွင်းသွင်းကုန်တင်သွင်းမှုမှာယခုနှစ်ကာလတုထက်အမေရိကန်ဒေါ်လာတန်1500ကျော်ကျဆင်းသွားတာကိုစစ်ကောင်စီလက်အောက်ခံစီးပွားကူးတန်းဝင်ကြီးဌာနရဲ့အများပြည်သူကိုပို့ကုန်သွင်းကုန်စရင်ကြီးရှုခွင့်မကန့်တက်ခင်နောက်ဆုံးဖော်ပြထားတဲ့အချက်လက်များကိုတွေ့ရှိရပါတယ်။တစ်ဖက်မှာလည်းနိုင်ငံเจ้าငွေလိုအပ်ချက်နဲ့သွင်းကုန်လိုင်စင်ချပေးရန်ကြံ့ကြာမှုအပါအဝင်စစ်ကောင်စီရဲ့သွင်းကုန်ကဏ္ဍအပေါ်ကန့်တက်ထိန်းချုပ်မှုများကြောင့်ပြည်ပမှတင်သွင်းရတဲ့ကုန်ကြမ်းပြက်လက်မှုများကြုံတွေ့ရကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အချို့ကမစ်စီမကိုပြောထားပါတယ်။လက်ရှိမှာနိုင်ငံခြားငွေရှာပမှုများနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်က non trade လုံငွေပြမှုကြောင့်ပြောလာခြင်းဖြစ်ကပြီးခဲ့တဲ့ February လထဲမှာလဲပြပချင်းငွေများမရကြောင်းပြပကိုတွားရောက်လှုပ်လှုပ်ကင်သူများထံမှာလဲနိုင်ငံခြားငွေရတဲ့တလောက်မရကြောင်းပြောဆိုခဲ့မှုပါတယ်။နိုင်ငံအတွက်နိုင်ငံခြားငွေများကိုကုန်သွယ်မှုမှရရှိတဲ့ကဲ့သို့ကုန်သွယ်မှုမဟုတ်တဲ့ non trade မှာလဲရရှိက non trade မှာရငွေများထဲမှာပြပချင်းငွေများ ပြပရောက်လုံတမများရဲ့လွှဲပို့ငွေများနဲ့ပြပရင်းနှီးမြှုပ်နှံမှုများလည်းပါဝင်ပြီးအာနာသိမ့်မှုကြောင့်ကြီးငွေများမရရှိတော့တဲ့အပြင်ပြပရင်းနှီးမြှုပ်နှံမှုများလည်းထွက်ခွာလျက်ရှိပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။